။ Premier League ပွဲစဉ်30 Liverpool နဲ့ Aston Villa မင်္ဂလာပါဗျာ ကိုခိုင်းစတာဖုတ်ဘောရှူကနေကြိုးစားပါတယ်ကျွန်တော်ခင်ဗျာလီဗာပူးနဲ့အက်စတန်ဗလာတို့ရဲ့ပွဲကြိုသုံးသပ်ချက်ကိုကျွန်တော်တို့အတူတူလုပ်လိုက်ရအောင်ခင်ဗျာလီဗာပူးပရိသတ်တွေကတော့အေးထက်ပြအောင်ဒီပွဲစဉ်ဒီစနေည2နာရီခွဲမှာရှင်ပြိုင်ကစားမှာဖြစ်တဲ့အတွက်အတော်လေးညံ့နေပြီလို့ပြောရမှာဖြစ်ပါတယ်ထပ်ပါတော့ကျွန်တော် key points တွေဆွဲထုတ်ကြည့်အောင်လေလီဗာပူးကစိုးရင်ရှင်မဲ့ရောက်နေလာ bro နောက်ဆုံးကစားရတဲ့ပွဲစဉ်တွေတောက်လျှောက်ရှုံးထားတယ် Frankfurt ကို5-1နဲ့နိုင်ထားတဲ့ပွဲသာမရှိဘူးဆိုရင်ပြိုင်ပွဲဆို6ပွဲဆက်လောက်ရှုံးသွားမဲ့ပုံစံမျိုးဖြစ်သွားတယ်ပေါ့ ော့ဒီ Frankfurt နဲ့ပွဲစဉ်တစ်ပွဲဝင်ကာထားတဲ့အတွက်ကြောင့်သာ ဒါပွဲဆက်မဖြစ်သွားတာသို့တော့အင်္ဂလိပ်ဒေတာတွေမှာပြိုင်ခဲ့တဲ့ပြိုင်ပွဲတွေအားလုံးနောက်ဆုံး၅ပွဲဆက်တိုက်ရှုံးတယ်လို့ပြောရမှာပရီးမီးယားလိမှာ၄ပွဲဆက်တိုက်ရှုံးခရဘောင်ကပ်မှာတပွဲထက်ရှုံးတယ်အဲ့တို့ကြောင့်အားလုံးပေါင်းအင်္ဂလန်ဒေတာတွေမှာဆိုရင်၅ပွဲဆက်ရှုံးတယ်လို့ဆိုနိုင်ပါတယ်ဒါကလုံးဝလီဗာပူးစေးမမီတဲ့စိုးရင်ရေမတ်ရောက်သွားတာမဟုတ်ဘူးဆိုရင်တောင်မှစိုးရင်ရေမတ်ထဲရောက်စပြုတ်လာပြီလို့ပြောနိုင်တယ်ဒီချိန်မယုံတက်နိုင်ဘူးဆိုရင်လီဗာပူးကတဖြည်းဖြည်းချင်းစီလုံးလေချာလေလိုက်သွားနိုင် ဒါပေမဲ့လက်ရှိချိန်ထိဒါကျွန်တော်တယောက်တည်း pass နဲ့ feeling ပေါ့နော်ဟိုအမြင်ချင်းတော့တူချင်မှတူလိမ့်မယ်ဗျာဒါကြူပြောတာဒါကျွန်တော်တော့အဲ့လိုဆုံးဆုံးမြုပ်သွားမယ်လို့မထင်ဘူးသူတို့မှာရည်သွေးရှိတဲ့နီးပြတယောက်နဲ့ကစားသမားကောင်းမြောင်များစွာရှိနေတယ်လက်ရှိကြုံတွေ့နေရတဲ့ပြဿနာတွေကလည်း mentality ပြဿနာတွေလို့ပဲထင်တယ်ကစားသမားအများစုကကစားသမားကောင်းနေဈေးကြီးပေးခေါ်ထားတဲ့သူတွေဖြစ်ပေမဲ့ အသင်းနဲ့အံဝင်သေးဘူးအံဝင်တဲ့အခါတယောက်နဲ့တယောက်ယုံကြည်မှုအပြင်ယုံနေလာတယ်တယောက်နဲ့တယောက်ယုံကြည်မှုယုံနေလာခဏပေးပေးတာအစိုးဆုံးကကိုယ့်ကိုယုံကြည်မှုယုံနေတာပဲဒါကအဓိကပြဿနာ Florian Vist တို့လို Lesna Insect တို့လို့ကစားသမားမျိုးတွေကိုယ့်ကိုယုံကြည်မှုနေပါလာခြင်းဒီအသင်းလိုက်ဟန်ချက်ကိုပါထိခိုက်လာတယ်ဒါအပြင် မိုဆာလာလိုမျိုးအသင်းရဲ့အဓိကကစားသမားဒီနေ့ရာသီမှာလုံးဝကြီးကျသွားဗာဂျီကလည်းအသက်အရွယ်ထောက်နေပုံရတော့ကျနေတာသိကြတယ်အဲ့ဒါကြောင့်လီဗာပူးသည်နိုင်ပွဲတစ်ပွဲရဖို့ကြိုးစားရုန်းကန်ပေမဲ့ထင်သလိုဖြစ်မလာပဲအဲ့ဒီကြိုးစားအားထုတ်မှုဟာအချိန်ကြီးပဲဖြစ်နေဒါပေမဲ့ ကျွန်တော်ညီကိုတခုသတိထားမိလား Arras Law က Carbon Cap ဒီ Palace ကိုရှုံးပြီးတဲ့ပွဲတွေမှာပြောထားတဲ့စကားတခုရှိတယ်ဒီပြိုင်ပွဲတစ်ပွဲကထွက်သွားတဲ့အခါကျတော့လေဒီပွဲကိုအာယုံစိုက်ဖို့ပြိုင်ပွဲတစ်ပွဲစာနေသွားတာပေါ့ဆိုတဲ့စကားဒီပွဲမှာပေါ်တခွင့်ပေးခဲ့တဲ့ကစားသမားတွေလက်ရှိ Liverpool ရဲ့ကြုံတွေ့နေတဲ့အခြေအနေနဲ့မကိုက်ညီဘူးကြောက်စလို့ရဗျာ Arsenal တို့ Chelsea တို့နော် Man City တို့လူငယ်ကစားသမားတွေပေါ်တခွင့်ပေးတယ်ဆိုရင်မဲ့ Liverpool လောက်လက်ရှိအချိန်မှာပွဲဆက်တွေရှုံးမနေဘူးဒါကိုတိလျက်နဲ့ Liverpool ကလူငယ်တွေအများကြီးကိုပွဲထုတ် ွားတယ်ပွင့်လင်းပြောတာဗျာအရှုံးခံလိုက်တဲ့အကွက်မျိုးကြီးတို့တခြားတော်တမန်တွေကိုပဲအာယုံအပြေဝစိုက်မယ်ဆိုတဲ့ပုံတံတန်မျိုးဖြစ်ပါတယ်ကျွန်တော်ဒီဘိုင်းတွေကိုဘာကြောင့်စကားလမ်းကြောင်းခင်းလာရလဲဆိုတော့ဒီပွဲစဉ်မှာလီဗာပူးမနိုင်လို့မဖြစ်ဘူးမနိုင်ဟိုဘယ်လိုပြောမလဲစိုးရင်ရင်မဲ့အဆမဟုတ်ဘူးတကယ်ကြီးကို သွင်းရင်ပဲရောက်သွားနိုင်တယ်။အာနာစတော့ရဲ့ယာဓုတနေရာမှာမိကွန်းထုတ်ခံရမယ့်အခြေအနေမျိုးတွေဖြစ်လာမှာ။သူတို့ကလည်းဒီချိန်မှာပွဲချက်ကာလကိုရင်ဆိုင်နေရတယ်။ဒီပွဲပြီးရင် Real Madrid နဲ့ Champions League ကစားရမယ်။ Real Madrid နဲ့ Champions League ကစားရတယ်ဆိုပေမဲ့လက်ရှိ Premier League ကသူတို့အတွက်အခြေအနေပိုဆိုးတယ်။ Champions League မှာဗျာပြန်လဲကူစားလို့ရတဲ့ level တွေရှိတယ်။အခု Real Madrid ကိုရလက်မကောင်းဘူး။တရေလောက်ထိန်းကစားဒါမှမဟုတ်လေကုန်ကုန်ပြောမယ်ရှုံးသွားရင်တောင်မှနောက်ပွဲစဉ်တွေအများကြီးရှိတယ်။ဒီအတွက်ကြောင့် Liverpool အနေနဲ့ ်ပရီးမီးယားလိပွဲတွေကိုအဓိက အာယုံစိုက်ပြီးကစားဖို့လိုတယ်ဗျပရီးမီးယားလိပွဲမှာ၄ပွဲသက်ရှုံးပြီးသွားရင်နောက်ထပ်၅ပွဲသက်တိုင်မရှုံးဘူးလိုတယ်ဖိုင်နယ်ပွဲတစ်ပွဲလိုကစားရမှာဖြစ်ပါတယ်ဒါကိုအာရနာစလော့ကတိတဲ့အတွက်ကြောင့်ခရစ်စတယ်ပဲလစ်နဲ့ပွဲတွေမှာရစ်ဆူပြီးတော့ကစားသမားအစုံလင်ကိုခြံထားခဲ့တာပါဆိုတော့အက်စတန်ဗလာနဲ့ပတ်သက်တဲ့တချို့အချက်လည်းလေးဆက်လက်ဆွဲထုတ်ကြည့်ရအောင်ဗလာကတော့ဒီနေ့ရာဒီမှာလုံးဝငုတ်ကောင်ကစားသမားတစ်တွေအများကြီးမခေါ်ထားဘူးအသင်းကိုတောင့်တင်းမှုလည်းပြုလို့မထားနိုင်ဘူးဒါကအားနေတဲ့အချက်ဖြစ်တယ်လို့ ို့တစ်ဖက်မှာလည်းအားတာသွားတဲ့အချက်ဖြစ်တယ်။ကစားသမားတွေပေါ်မှာတာဝန်နေတယ်၊နီးပြပေါ်မှာ stress နေတယ် pressure နေတယ်။ရှင်ရင်းသွဲကစားသမားတွေငါရှိတယ်လို့ဖြစ်အောင်လုပ်တယ်ဆိုတော့ဟိုယူဆချက်မျိုးနဲ့ ကစားသမားအများကြီးဝယ်ပေးထားပါလိမ့်ရဲ့ကကြူးကကြောင်လုတ်တယ်ဆိုရဲယူသားချက်မျိုးနဲ့မတူဘူးဗျပြိသက်အမြင်ကလီဗာပူးကအဲ့ဒါကြောင့်ဖိအားများနေတာလဲပါတယ်ပြီးခဲ့တဲ့ဘောလုံးရတဲ့တော့အာနာစလောကရှိတဲ့ကစားသမားနဲ့ရှိတယ်လို့လုတ်ပြသွားတာသူ့အတွက်ဘာဖိအားမှမရှိဘူးနိုင်နိုင်မနိုင်နိုင်ပြဿနာမရှိဘူးအက်စတွန်ဗလာကလည်းအဲ့လိုဖြစ်နေတာနောက်အက်စတွန်ဗလာဒီပြီးခဲ့သောပရီးမီးယားလိပွဲစဉ်၉မှာမှာမန်စီးတီးကိုအနိုင်ကစားထားတာတွားတော့ short တွက်လို့မရဘူးနော် bro ဆိုတော့လီဗာပူးခက်ခဲအောင်မှာပါဒါကဘေးရင်တွားမင်းနေစရာမလိုတဲ့အချက်တွေဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်အာရှရဲ့အကြောပေးမှုတွေကိုဆက်လက်စမ်းစစ်ကြည့်အောင်လီဗာပူးဒီ ် Aston Villa 1D ပေးထားတယ်။ဘာကြောင့် 1D ပေးတာရောကျွန်တော်ကတော့ပြောရတဲ့အချက်လက်တွေကလီဗာပူးဒီဘက်မှာနိုင်မို့လုံးဝမတည်ကြဘူးလေ။နောက်ဘက်ရီယယ်မက်ဒရစ်လေဘာကြောင့်1ဒီပေးတာတော့ရှင်းတယ်လီဗာပူးအ ਨੇ သောတကူဆိုတာအာရှခမန်းထားတဲ့အတွက်ကြောင့်ဒီဂျောပေးမှုပေးထားတာ။ဒါအာရှရဲ့ခမန်းပုံပဲကျွန်တော်ဆွေးနွေးရအောင်နော်။ကျွန်တော်ကဟိုချေးရဘလို့ဖြစ်တယ်ဘာညာအဲ့လိုမျိုးမပြောဘူး။ကျွန်တော်ကအဲ့ဒီအပိုင်းလည်းမဟုတ်ဘူး။အဲ့ဒီဟိုချေးတွေကိုကြည့်ပြီးဆရာကြကြပြောနိုင်တဲ့သူလည်းမဟုတ်ဘူး။ထပ်ပါအရင်ကပြောချင်တာအာရှရဲ့အဂျောပေးမှုမှာတော့ ဒီလိုမျိုးကြောပေးထားတာကိုကြည့်ခြင်းအပြင်လီဗာပူးရဲ့အနိုင်ဒီတေချာနေတယ်ဆိုတာကလည်းကျွန်တော်ထက်တွက်ဖို့လိုတယ်ဒီလိုအခြေအနေတွေစိုးနေပါလေရဲ့နဲ့ဒီကြောပေးမှုကပေးကိုမပေးသင့်တာလေလီဗာပူးတလုံးတစ်ဝက်လောက်ပျော်ရွှင်ခွင့်ပေးလိုက်ရင်တောင်မှဟောဒါကလက်ခံလို့ရသေးတယ်အခုအကြီးက 1D ဆိုတော့နေချင်းစပွဲအတင်းကအက်စတွန်ဗလာပွင့်လင်းပြောရင်အက်စတွန်ဗလာကရှုံးရရာအကြောင်းမရှိဘူးဆိုတော့ခံယူချက်မျိုးခံယူထားလို့ရတယ်ကျွန်တော်ပဲလေးစတဲ့ပွဲဗျာဒါပွင့်လင်းလင်းပြောကြားထဲမှာကာဘွန်ကပ်ဒီကျွန်တော်မှန်းခဲ့တယ်မှန်းချက်နဲ့နှမ်းထွက်မကြိုက်ခဲ့ဘူးမှားတဲ့ပွဲများတယ်မက်ဆီဒီပွဲချယ်ဆီပွဲမက်ဆီဒီပွဲက ကြေးကွာတယ်ထားပါဒီ Chelsea တို့ AI တို့မှားတယ်တိုးတော့တကယ်မှန်တာ Palace ပွဲကျွန်တော် Palace ရွေးခဲ့တာအဲ့ဒါလောက်ထိမှန်လွယ်ကူနေပြီးတော့ဒီပွဲစဉ်မှာဘာကြောင့်ဝမ်းဒီပေးထားတာတာမန်အတွင်းမျိုးဆိုကျွန်တော် Vela ရွေးပါဗျ Vela ရှုံးเสียအကြောင်းမရှိဘူးတိုးတော့အဲ့ဒါလောက်ထိမယိုးရှင်းဘူးဗျ Sure တိုတယ်ကိုနဲ့တစ်ချက်ပြန်ချိန်ကြည့်အောင်တိုတယ်ကိုကတော့ 3D ဖြစ်ပါတယ် 3D ပုံစံအရ 3D တိုင်းပြီးသွားဖို့များတယ်အ2-1လို့ result မျိုးလားဒါမှမဟုတ် Liverpool 2-1လောက်နဲ့ကတ်နိုင်သွားမလားအဲ့လောက်ပဲလို့ကျွန်တော်ထင်တယ်နောက်တစ်ခုကကျတော့ Liverpool ဒီ အပြစ်တက်ကိုအကျိုးမပြုတဲ့ပွဲတွေကများနေ Frankfurt ပွဲအလွဲရင်ဒီအင်္ဂလန်ဒေသတွေမှာကန်ခဲ့တဲ့ပွဲတွေအားလုံးကြီးပါအကျိုးမပြုခဲ့ဘူးဗျာကလန်နာကြောက်ကိုစောင့်ရင်းနဲ့ရွေးချယ်လို့ရတာကတပိုင်းနောက်တစ်ခုကျတော့ Liverpool ရဲ့ဒီပွဲတွေမှာလုံးဝအမှားယွင်းခံလို့မရတဲ့အခြေအနေကိုကျွန်တော်တို့ယုံသားတာတပိုင်းကျွန်တော်တို့ Handicap မှာတော့မတက်နိုင်ဘူး Liverpool အခြေအနေဆိုးနေတာသိတယ် Real Madrid နဲ့ကစားမှာလည်းနားလေတယ် ဒါပေမဲ့လီဗာပူးအရေးဆုံးပြီးရွေးချယ်ကြည့်ချင်ပါကဲနောက်ထပ်တစ်ပိုင်းဒီနှစ်သင်းကြားရဲကကိန်းနဲ့အချက်လက်တွေကျွန်တော်တို့ဆွေးနွေးကြည့်အောင်နောက်ဆုံး6ချိန်ထိတိုက်တွေ့ဆုံမှုမှာအက်စတွန်ဗလာလီဗာပူးတစ်ချိန်မှမနိုင်တာဟုတ်လီဗာပူး3ချိန်နိုင်ပြီး3ချိန်သေးကြထားတယ်နောက်ဆုံးဗီလာဘတ်မှာတွေ့ဆုံမှုကတော့တူးတူးသေးပဲဖြစ်ပါတယ်ဒီမတိုင်ခင် ပွဲစဉ်တစ်ပွဲမှာတော့ Anfield မှာ2-0နဲ့ Aston Villa ကိုအနိုင်ယူခဲ့ပါတယ်။ကျွန်တော်လည်းဒီပွဲစဉ်မှာအဲ့လို2-0ဆိုတဲ့ရလဒ်ပြန်ဖြစ်သွားဖို့ထင်နေတယ်။နောက်ထပ်တစ်ပိုင်း Liverpool ရဲ့နောက်ဆုံး6ပွဲသက်ရလဒ် Liverpool ကနောက်ဆုံး6ပွဲမှာ5ပွဲရှုံးပြီးဒီပွဲပဲနိုင်တာတယ်။နိုင်တဲ့ပွဲကကျွန်တော်ရှင်းမှလည်းပြောပြီး Frankfurt ကိုပဲနိုင်တာ။ကျန်တဲ့5ပွဲလုံးကအင်္ဂလန်ဒေသတွင်းပြိုင်ပွဲတွေမှာရှုံးနေတာ။တစ်ဖက်က Aston Villa ကတော့ အရန်ရလက်တွေကောင်းနေတယ်နောက်ဆုံး6ပွဲမှာသူတို့တပွဲပဲရှုံးထားတယ်ရှုံးတဲ့ပွဲက UEL မှာရှုံးတဲ့ပွဲပါကျန်တဲ့အင်္ဂလန်ဒေသတွင်ပြိုင်ပွဲတွေအားလုံးနိုင်ထားတယ်အဲ့တွက်ကြောင့် Aston Villa သည်အကောင်းဘက်တွေမှာကြီးပဲဥတီနေတာပြီးတော့ဂျားထဲမှာ EFL ကလည်းမကစားခဲ့ရဘူးအင်ပြစ်အပြစ်နဲ့ NF ကိုတွားရောက်ကစားလို့ရတယ်ပြောချင်တာကဘလို့ပဲတွတ်တွတ်ဒါ Aston Villa ကိုအပြစ်ကျင်စရာကြီးအဲ့ဒါအယူဝမ်းတီပေးထားတာကျွန်တော်တို့ Aston Villa ကိုခေါ်တာမဟုတ်လို့တခြားအကြောင်းအရာစဉ်းစားနေစရာမရှိဘူးအဲ့တွက်ကြောင့်ကျွန်တော်က Liverpool ကိုတတ်တတ်ကိုရွေးတာနောက် Liverpool တင်းရဲ့အိမ်ဝင် င်း6ပွဲဆက်ရလက်နောက်ဆုံး2ပွဲရှုံးထားတယ်ရှုံးတဲ့ပွဲတွေက Manchester United နဲ့ Crystal Palace သူ့ကိုတူတူတနဲ့ပကုန်းချင်းရှင်နိုင်တဲ့အသင်မပါဘူးအဲ့ဒါကိုရှုံးတာတစ်ဖက်က Aston Villa ကိုကျင့်အဝေးကွင်း6ပွဲမှာ2ပွဲနိုင်တယ် Tottenham နဲ့ Feyenoord ကိုနိုင်တာပါတနည်းအားဖြင့် England ဒေသတွင်ပြိုင်ပွဲတွေမှာဆိုရင် Aston Villa က တပွဲပဲအနိုင်ရထားတယ်အဝေးကွင်းတပွဲပဲနိုင်တဲ့သဘောမျိုးပေါ့ဗျာကျန်တဲ့ပွဲစဉ်တွေမှာ Sunderland, Brentford, Everton တို့ကိုတည်ရကြပြီနောက် UEL မှာအဝေးကွင်းမှာဒါ Go Ahead Eagles ကိုရှုံးတာတယ်အဲ့တို့ကြောင့်အဝေးကွင်းဆွမ်းဆောင်ရေးအရင်ကြီးမကောင်းလို့ပြောနိုင်ပါကဲနောက်ဆုံးမှကျွန်တော် viewer ဘိုင်းချင်းကပ်မှု လုပ်လိုက်ရအောင်လီဗာပူးအသင်းမှာထွေထွထွ viewer ဘိုင်းနေဘာညာပြောနေစရာမလိုဘူးဘာကြောင့်လဲဆိုတော့အဓိကပြဿနာဒီ mentality ဖြစ်ပါတယ်ကစားသမားတွေအားလုံးယုံကြည်ချက်ပျောက်ဆုံးနေတဲ့အချိန်မှာသူတို့ငကိုတော့အားတာတဲ့ hybrid တွေပြီးမယ်ပြန်ပြီးချက်ချင်းဆိုလိုကောင်တာ attack ပြုလုပ်မယ်ဆိုတဲ့အချိန်ဒီမှာ relationism ဘိုင်းအရန်ကောင်းဖို့လို့အဓိကအဲ့ဒီ relationism အားနေနေတဲ့အချိန်မှာပြန်မဲ့အသင်းတွေတို့ကဟိုဘယ်လိုပြောမလဲဂျားဝင်ဖြတ်တောက်နိုင်စွာ intercept တွေဖြစ်ဖြစ်နောက် zone marking ကတ်တဲ့အပိုင်းမျိုးတွေပဲဖြစ်ဖြစ် liverpool ကိုအားတာချက်ဖြစ်အောင်အများကြီးကစားနိုင်တယ် ကစားသမားတစ်ယောက်နဲ့တစ်ယောက်ကြားတဲ့က relationism လို့ခေါ်တဲ့နားလည်မှုအားကောင်းကောင်းတဲ့ကစားတဲ့ဟန်ချက်တိုင်းဒီအဲ့ဒီကစားသမားတွေရဲ့တွဲဆော့တဲ့ အချိန်ခါတမယပေါ်မှာမူတည်တယ်။ Liverpool ကပြီးခဲ့တဲ့ဘောလုံးရသည်က relationism နဲ့မဟုတ် positionism နဲ့ကောင်းမွန်ခဲ့တယ်။ဒီနေ့ရသည်မှာတော့ positionism ကောင်းနေဆိုရင်တော့အဲ့ဒီ relationism ဘိုင်းအားနည်းချက်အကြီးအကျယ်ကျွန်တော်တို့မြင်ရတယ်။အဲ့တော့ကြောင့်ဒီပွဲစဉ်မှာလည်းခဲရခဲစစ်တော့ကစားအောင်ပါပဲ။ဒါပေမဲ့ကျွန်တော်တို့မမြင်နိုင်တဲ့ shoot down တွေကနေဒီပွဲစဉ်မှာ Liverpool ကကတ်နိုင်သွားတဲ့ပုံစံမျိုးဖြစ်နိုင်တယ်။ဒါမှမဟုတ်လည်းခဲရခဲစစ်ကစားပြီးတော့တူးသီးလောက်နဲ့နိုင်သွားတဲ့ပုံစံမျိုးကလည်းထက်ထွက်ထားလို့ရတယ်။တရေကြဖို့90ခန်းလောက်ရှိတယ်။40ခန်းလောက်က Liverpool 1-0လောက်နဲ့ကတ်နိုင်နိုင်ပြီးကျန်တဲ့ရာခိုင်နှုန်း အနည်းကတော့ဂိုးများနဲ့နိုင်သွားနိုင်ချေရှိရလို့ထင်တယ်ကျွန်တော်ကတော့ဒီပွဲစဉ်မှာမတက်နိုင်ဘူးလီဗာပူးအသင်းကိုပဲရွေးချယ်ပေးချင်ပါတယ်ခင်ဗျာ